အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ပိုင်ကိုအလေရောက်လို့ညာအိပ်ဖြစ်ရင်တွေ့ရမယ်ပိုင်ညစီ walking street ကိုခေါ်သွားပေးပါမယ်ဗျာကျွန်တော်ပိုင်ကိုရောက်ခဲ့တုန်းက sleep ပိုင်ဆိုတဲ့ hotel မှာတဲပြစ်ပါတယ်ဗျအခုကတော့ကျွန်တော်တဲတဲ့ဟိုတယ်အရှိလမ်းနေရပါဗျ။ဒီကနေညာသေးရှိတဲ့ဘက်ကိုလမ်းလျှောက်သွားပါမယ်ဗျ။ ကျွန်တော်တဲတဲ့ဟိုတယ်ရှိတဲ့လမ်းထဲမှာဆိုရင်လည်းပဲညဘက်ဆိုရင်ကော်ဖီဆိုင်တွေစားတောက်ဆိုင်တွေနဲ့စီနေတာကိုတွေ့ရပါမယ်ဗျ။ညာသေးလမ်းထိပ်ကိုတော့ဟိုတယ်နေရာကနေ3မိနစ်လောက်ပဲလမ်းလျှောက်ရပါတယ်ဗျ။ လမ်းထိပ်ကနေစပြီးတော့ဈေးတန်းနေရာကစတယ်လို့ပြောရပါမယ်ဗျခိုးဘက်ကိုဆက်သွားမယ်ဆိုရင်မြစ်ပဲရှိပါတော့ရယ်ဗျဒီဘက်ကနေတောက်လျှောက်ကတော့ညာသေးဖြစ်ပါတယ်ဗျပိုင်မျိုးကထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိပြီးတော့တဘာဝအလှတရားတွေနဲ့အေးစစ်စစ်အပန်းဖြေအနာယူလို့ကောင်းတဲ့မျိုးတို့မျိုးဖြစ်နေ နာမည်ကြီးပါတယ်။သူညံရှုပ်ထွေးနေတဲ့မျိုးပြားကနေခဏတာရှောင်ဖက်ဖို့ဆိုရင်ပိုင်မျိုးကတင့်တော်ပါတယ်။ပိုင်ကိုအလဲသွားရင် ပိုင်မျိုးမှာ နမည်အကြီးဆုံးဖြစ်တဲ့အခု Walking Street ကလည်းမလဲမဖြစ်နေရတခုက ပိုင်မျိုးမှာညာအိတ်ဖြစ်တယ်ဆိုရင်ညာဘက်လေစရာကဒီတနေရာပဲရှိတာမို့လို့လူတိုင်းကဒီနေရာကိုအလဲရောက်ပြမှာပါဗျ။ nothing is accurate it's just ပိုင်မျိုးကမျိုးတူတူလေးပဲဖြစ်ပြီးတော့အခုညစီကပိုင်မျိုးရဲ့မျိုးလေကောင်းနေရာမှာရှိတယ်လို့တော့ပြောနိုင်ပါတယ်ဗျ။ဒါကြောင့်မို့ဒီမှာကနေဘက်ဆိုရင်လည်းစားတောက်ဆိုင်တွေဈေးဆိုင်တွေရှိတယ်လို့ညဘက်မှာလည်းလမ်းမေးဆိုင်တွေအပြင်စားတောက်ဆိုင်တွေရောကော်ဖီဆိုင်တွေနဲ့ဖရာဘန်တိုရုံးငန်းတွေလည်းအများကြီးရှိပါတယ်ဗျ။ဒီညစီထဲမှာကအစားတောက်ဈေးနှုန်းလေးတွေက ဈေးမကြီးပဲနဲ့ဈေးတင်တယ်ဈေးတန်တယ်လို့ခံစားရပါတယ်ဗျအစားအသောက်တွေကလည်းစုံပါတယ်အထူးသဖြင့်ကတော့ vegetarian အစားအသောက်တွေလည်းရှိသလို halal food ဆိုင်တွေလည်းအတော်များတာကိုတွေ့ရပါတယ်ဗျ street food ဆိုင်တွေက ထိုင်းအစားအသောက်တွေဖြစ်တဲ့အထောင်းတွေအကင်တွေပတ်ထိုင်းညောင်ပိုင်းလက်ရခောက်ဆွဲ ရောင်းတာအတဖြစ်ရောင်းတာများသလို အနောက်တိုင်းအစားအစာတွေဖြစ်တဲ့ဘာဂါရိုပီဇာရိုစသဖြင့်ကိုလည်း street food ပုံစံခင်းရောင်းတာလည်းတွေ့ရပါမယ်ဗျ။ ထူးခြားတာကပိုင်တို့မေဟောင်ဆောင်တို့ဘက်မှာတရုတ်ရွာတွေလည်းရှိတာမို့လို့တရုတ်ခောက်ဆွဲရောင်းတဲ့ဆိုင်တွေကိုလည်းတွေ့ရပါမယ်ဗျ။ မျိုးကတော့အစာကလေးကလူရည်နဲတဲ့ပုံပါပဲညာသေးမှဆိုရင်ဒေတာခံတွေထက်နိုင်ငံသားဥရည်ကပိုပြီးတော့များတာကိုတွေ့ရပါတယ်ဗျအနောက်တိုင်းသားလူငယ်အများစုအထူးသဖြင့်ကတော့ဘတ်ပက်ကားတွေလာကြတာများပါတယ်နိုင်ငံသားတွေပဲတွေ့နေရတော့မသိရင်ထိုင်းမှာရှိနေသေးတာဟုတ်ရဲ့လားလို့တော့တွေးကြည့်ကြပါဗျ လမ်းတစ်လျှောက်လုံးမှာကဘားတွေကော်ဖီဆိုင်တွေနဲ့စားသောက်ဆိုင်တွေလည်းရှိပါသေးတယ်ဗျဘားတွေကော်ဖီဆိုင်တွေက DJ တွေဖွင့်ပေးထားသလို live band နဲ့ဖျော်ဖြေတာမျိုးလည်းတွေ့ရပါတယ်ဗျဒါကြောင့်မို့လို့ညာသေးတဲ့လမ်းလျှောက်ရင်းနဲ့ဟိုကဒီကတချင်းတန်လေးတွေကြားနေရပါမယ်ဗျညာသေးတဲ့မှာစားတောက်တွေစားပြီးတော့ ACC တနေရာရာမှာထိုင်ကျင်တဲ့သူတွေအတွက်ကော်ဖီဆိုင်တွေဘားတွေမှာနှစ်တက်ရာမှာပြီးတော့ AC ထိုင်လို့ရပါသေးတယ်ဗျ အများစုဒီကိုလာကြတာကလူငယ်တွေဖြစ်တာမို့လို့အခုလို coffee ဆိုင်လေးတွေဘားတွေမှာထိုင်ကြတယ်မိတ်ဖွဲ့ကြတယ်နောက်ထပ်သွားမယ့်နေရာတွေအတွက်ခီးစဉ်တွေဆွဲကြတယ်အဲ့ဒီလိုပုံစံလေးမျိုးမိတ်ဆွေတွေတွေလည်းရနိုင်ပါတယ် walking street ရဲ့အနေအထားကနှလန်းသွားကားလမရဲ့ဘေးဝဲရာမှာဆိုင်လေးတွေခင်းပြီးတော့ရောင်းကြပါတယ်ကားလန်ကြီးကြီးလေးပါပဲဒီမှာကကျွန်တော်တတိထားမိသလောက် ကားရီဆိုင်ကယ်တွေလည်းရှုပ်ချက်ခတ်နေတာမျိုးမရှိဘဲနဲ့အတော်လေးကိုအေးချမ်းပါလေဗျ။တဲဘူအတွက်ဟိုတယ်လေးတွေဆိုရင်လည်းပဲအခုလမ်းမကြီးဝဲရမှာရှိသလိုလမ်းမကြီးကနေလမ်းတွယ်လေးတွေလည်းခဏဝင်သွားလိုက်တာနဲ့တဲစရာဟိုတယ်တွေ hostel တွေ home stay တွေအများကြီးရှိပါလိမ့်ဗျ။ အခုညာသေးထဲမှာရှောက်ရင်းနဲ့ Craven and Doe counter တွေလည်းတွေ့ရပါမယ်ဗျဒီမှာကရေထဲမှာဘောကွင်းနဲ့မျောတာတို့ Rafting လောက်တာတို့နီးနားကလဲစရာတွေကို Join Doe နဲ့သွားတာတို့အတွက် package တွေဝယ်လို့ရပါတယ်ညာသေးပတ်ရင်းနဲ့နောက်နေ့လဲမဲ့နေရာတွေအတွက်လည်းစီစဉ်လို့ရတယ်လို့ပြောရပါမယ်ဗျ ချင်းပိုင်ပြန်တက်ဖို့ကားလက်မှတ်ဝယ်မယ်ဆိုရင်လေဒီ walking street ထဲမှာ van car gate နှစ်ခုရှိပါတယ်ဆက်ကင်းနဲ့လေကျင်းတဲ့သူတွေအတွက်လည်းဆိုင်ကယ်ငှားလို့ရပါသေးတယ်ဗျဒီမှာဆိုရင်ပိုင်ကနေဆိုင်ကယ်ငှားစီးပြီးတော့ချင်းပိုင်ကိုဆင်းသွားချင်းပိုင်ကသူတို့ရဲ့ရုံးငန်းမှာဆိုင်ကယ်ပြန်အပ်လို့ရတယ်လို့ရေးထားပါတယ်ဗျမဲဟောင်းဆောင် loop လို့ဆိုတဲ့လမ်းကဆိုင်ကယ်သမားတွေကြားမှာနာမည်ကြီးတဲ့ခီးလမ်းပိုင်းလေးဖြစ်ပါတယ်ဗျ ဝတ်ထည်ရောင်းတဲ့ဆိုင်တွေဆိုရင်လည်းပဲအများကြီးတွေ့ရသလိုလက်မှုပစ္စည်းအရောင်းဆိုင်တွေလည်းတွေ့ရပါလေဗျ။ထိုင်းလက်မှုပညာရှင်တွေဖန်တီးထားတဲ့ accessory တွေနဲ့အသုံးဆောင်တွေရောင်းတဲ့ဆိုင်တွေအများကြီးပဲရှိပါတယ်။ဈေးနှုန်းလေးတွေလည်းတင့်တင့်ပြီးတော့အဆင်ပြေတယ်လို့ထင်ပါတယ်ဗျ။ Thank you. ဘန်ကောက်ချင်းမိုင်တို့ကညာသေးတွေဆိုရင် ကျွန်တော်လဲခဲ့ဘူးတလောက်လူတွေက ရှုပ်ရက်ခတ်ပြီးတော့မျက်စိရှုပ်နားရှုပ်ရပါတယ်ဒီကညာသေးကလာတဲ့သူမများဘူးလားဆိုရင်များတာကတော့များပါတယ်ဒါပေမဲ့ကြိတ်ကြိတ်တိုးနေတာမျိုးမဟုတ်တဲ့အတွက်မျက်စိရှုပ်နားရှုပ်ပုံစံမျိုးတော့မဖြစ်ဘူးဗျအေးစိစိငေးပြီးတော့ရှောက်လို့ကောင်းတဲ့ညာသေးမျိုးပါပဲဗျအခုကျွန်တော်ရောက်တဲ့ရက်ကခီးသွွားရာဒီကာလတဲ့ရောက်နေပြီဖြစ်တာတော့မှလူအရန်ကြီးရှုပ်နေတာမျိုးမရှိပါဘူးဗျ ပိုင်ကိုလေပတ်လို့အကောင်းဆုံးကတော့နိုဝင်ဘာလကနေ မတ်လအတွင်းလို့သိရပါတယ်ဗျ။ကြံတဲ့လားတွေကတော့မိုးရွာတဲ့လားတွေဖြစ်တာမို့လို့ခီးသွားတွေလာတာလည်းနဲသလိုအခု walking street မှာလည်းအခုလောက်ဆိုင်တွေမရှိဘူးလို့သိရပါတယ်ဗျ။ဒီနေ့ကတော့ပိုင်ရဲ့ walking street မှာလက်ပတ်မယ်ဆိုရင်ဘာတွေကြုံတွေ့ရနိုင်လဲဆိုတာကိုပြောပြပေးခဲ့တာပါဗျ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေ ဖန်ပြီးမျှဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လှူထားပေးကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ